မင်္ဂလာပါဗျာဖိဝင်ပါဒီဒီလေးလာညီမလာမေးထားတာဖြေပေးမှာပေါ့เนาะအဲအမိုယူတက်တန်းမပြည့်သေးပဲနဲ့တဲ့သူကနှစ်နှစ်မပြည့်ခင်မှာအာအလုံးထွက်ပြီးတော့အာနှစ်နှစ်ပြည့်ပြီမှာအာတက်တန်းတိုးလို့ရလာတဲ့ဝက်ပါမိကိုအာရပါတယ်ဒါပေမဲ့ တထေးနဲ့တော့တခြားစကားပြောရမယ်နော်ဘာလို့လဲဆိုတော့ MOU ရဲ့သဘောတဘာဝအရာအလုတ်ထွက်လိုက်ပြီဆိုရင်များသောအားဖြင့်တထေးတွေကအလုတ်ထုတ်ပြစ်တာများတယ်တကယ်လို့အလုတ်ထုတ်ပြစ်လိုက်ပြီဆိုရင်မဖြစ်မနေတခြားတထေးနဲ့အရင်အလုတ်ဝင်ရမှာဖြစ်ပါတယ်ဒီကြားထဲမှာကိုအလုတ်ရှိသည်ဖြစ်သည်မရှိသည်ဖြစ်စေတခြားတထေးစီမှာအလုတ်ဝင်ထားရမှာဖြစ်ပါတယ်ကြံ့ခောက်ထားရမယ်ကြံ့ခောက်ထားပြီးနှစ်နှစ်ပြည့်တဲ့အခါကျမှတက်တန်းတိုးလို့ရမှာဖြစ်ပါတယ် မခောက်ထားဘူးဆိုရင်နှစ်နှစ်ပြည့်သွားရင်တိုးလို့မရပါဘူးခင်ဗျာတတိဟောင်းမှာအရင်စကားပြောကြည့်ပါသူကကြံ့ဟောထုတ်ထားလားအာကြံ့ဟောထုတ်ထားတယ်ဆိုမဖြစ်မနေတတိတက်ရှာပြီးတော့ကြံ့ခောက်မှာပဲဖြစ်ပါတယ်ကြံ့ခောက်ပြီးမှတတန်းကုန်ပြီဆိုမှတိုးလို့ရပါမယ်တကယ်လို့ကြံ့ခောက်မထားဘူးဆိုရင်အာသူထွက်လိုက်တာနဲ့ထွက်လိုက်ပြီးတဲ့အချိန်မှာ အာအကြောင်းကိုထုတ်ထားပြရတယ်နှစ်လအချိန်ရတယ်အဲ့ထက်မှကြန့်ခေါက်မထားဘူးဝက်ပတ်မီတက်တန်းမှာလိုက်ကုန်ပါပဲဖြစ်ပါတယ်အဲ့ကြရင်တော့တက်တန်းကုန်သွားရင်လည်းတိုးလို့ရမှာမဟုတ်ပါဘူးเนาะအဲ့ဒါဆိုတော့တထေးကိုတိချအောင်မေးကြည့်မှရပါမယ်အာအလုံးထွက်တာထုတ်ထားလားထုတ်ထားတယ်ဆိုရင်ကတော့မဖြစ်မနေကြန့်ခေါက်ပြီးမှပဲနှစ်နှစ်ပြည့်မှတက်တန်းတိုးလို့ရမှာဖြစ်ပါတယ်မထုတ်ထားဘူးဆိုရင်ကတော့နှစ်နှစ်ပြည့်ပြီးတာနဲ့တခြားတထေးတစ်စီမှာတခါတဲ့တထေးတစ်နဲ့တက်တန်းတိုးလိုက်လို့ရပါတယ်ခင်ဗျာ အားလုံးအဆင်ပြေကြပါသည်ခင်ဗျာကျေးဇူးတင်ပါတယ်